ရတမြအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ AK Moral Stories Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဗာချ်စုပ်ပြုတ်နဲ့ဓာရတွေကိုပြင်ဆင်ဖို့အတွက်ဆူရက်ကနေမအားညမနာအလုပ်တွေကိုစ조사ပန်းစာလုပ်ကင်ခဲ့ပါတယ်။ဒီနေ့မှာတော့ဆူရက်ကသူတို့တွေကိုဈေးထဲမှာတွားရောက်ပေမဲ့လည်းအရင်လိုတလုံးမမကြအောင်အကုန်လုံးရောင်းထွက်ခဲ့တာမဟုတ်ပါဘူး။ဒါကြောင့်မေဆူရက်ကပင်မနှွမ်းနဲ့ဇာနဲ့အိမ်ကိုပြန်လာခဲ့ပါတယ်။ကိုပူဇော်ပွဲအတွက်၃ရက်ပဲကြာမှာတော့တယ်။ စက်မေယာကိုအာကိုပြီးဝါနယ်ပြုလို့ထားတဲ့စွန့်နယ်ဒေါ်ရာကို မနှက်ပြန်ထက်သွားရောင်းရမယ်။စက်တီမေယာက ကျမတို့ကိုအကူအညီပေးမှသေးကြပါရဲ့။အမေစက်ဘူစော်ဘဲအတွက်ခိယာပူရီလုပ်ပေး။ဟုတ်တယ်ဟုတ်တယ်။ကျမကလည်းခိယာပူရီစားချင်တယ်။နံပါတ်ကန်အပြည့်ပေးပါ။ဘာနုဘာယာအတွက်လည်းအကြီးကြီးတံပါတ်ကန်ပေးပါ။အမေတံပါတ်ကန်လေးပေးတာကို သူလည်းနံပါတ်ကန်ယူရင်ကျွန်တော်လည်းနံပါတ်ကန်စားမယ်။ဟေ့ မင်းတို့နှစ်ယောက်ခိုက်ရံမဖြစ်ကြပါနဲ့ချစ်လာစွာသောသားတို့သမီးတို့အမေမင်းတို့နှစ်ယောက်စလုံးကို ကျူညီတဲ့ပမာဏပေးပါပါ။အိုးဆက်မေယာကျမတို့ကိုကူညီပါ။ကျမခင်မွေးရဲ့ပစ္စည်းတွေရောင်းထွက်ပါစေ။အမေနာမည်မှာတကောအမှုပေါ်ကြီးမားပါရယ်။အမေကလိုအပ်သူတွေကို အမြဲကူညီခဲ့ပါရယ်ဆက်ချီမေယာ။ ဆရလာဟာစတိမေယာကိုတတိယပြီးဆူတောင်းနေပါတယ်။တချိန်ထဲမှာလေဆူရရှာဝါနဲ့လှုပ်ထားတဲ့ဆွနဲ့ဒေါရာကိုရောင်းမှုအကျွမ်းရွာရဲကိုဝင်သွားခဲ့ပါတယ်။ညီမလေးတို့ဒေါရာယူပါဆွပြုတ်ယူကြပါ။ဘာပေးရမလဲအမကျွန်တော်စီကတခုခုတော့ဝယ်သွားပါ။ပါယာကဒီမနက်ခရဲကဘာမှမရောက်ရသေးပါဘူး။နားထောင်ပါ။ကို့အကြီးစားဆိုင်ကနေဝယ်မလာတော့မသိဘူး။ ဒီဝါတောင်ကဟောင်းနှံနေပြီးဒီစွန်းတွေကလည်းညစ်ပတ်နေပါပြီ။ဘာယာကျွန်တော်ဒီဝါကိုတဘာဝအတိုင်းသုံးတာပါ။မဟုတ်ဘူးမဟုတ်ဘူးကျွန်မတို့မဝယ်ဘူး။ငါတို့တွေဒီလူစင်းရဲ့စေကားပစ္စည်းကိုဝယ်ပေးတင်နေ။ငါလည်းနည်းနည်းပါးပါးရနိုင်တာပေါ့။အကိုတို့ယူပါစွတ်ကိုယူပါဝါတောင်ကိုလည်းယူပါ လူတိုင်းကဈေးကြီးတဲ့ဆိုင်ကြီးတွေကနေဝယ်ယူနေကြတာပဲကျွန်တော်ဘာလို့ရမလဲ စတိမေယအမေအကူညီပါကျွန်တော်စီကပစ္စည်းကိုဘသူကမှမဝဲကြပါဘူးဆိုရက်ကစိတ်ပြတ်အငဲစွာနဲ့အိမ်ပြန်လာပါတယ်အိမ်မှာစားစရာဘာမှမရှိပါဘူးကျမမှာဆန်နေနေရှိတယ်အဲ့ဒါကိုပြုတ်ပြီးဘာနုနဲ့စွန်နန်ကိုပေးလိုက်တယ်ဒီနေ့လဲစမေယနာမည်နဲ့ဒီတောင်းတဲ့ဆုပ်ကိုရောင်းခဲ့တာပဲဒါပေမဲ့ဘသူကမှမဝဲပါဘူးစမေယကအယမ်းကျင်လာတယ်လို့မင်းပြောခဲ့တာပဲ ကျွန်တော်တို့အစီအစဉ်တွေကိုတိတ်စားဖို့နားထောင်ပေးပါပါ။ဒါပေမဲ့မနှက်ပြန်လဲတပြားမှမရဘူးဆိုရင် ကျွန်တော်တို့လိုဆင်းရဲတဲ့ဆက်ပူစော်ပဲကဘလို့ဖြစ်သွားမှာလဲ။ဆက်ကြည့်မယားကို ခီယာပူရီနဲ့ကြည်ကွာကိုဘလို့ပူစော်ရမှာလဲ။စိတ်အေးအေးချပါ။ကိစ္စမရှိပါဘူး။စတိမေယာကိုချစ်ချင်းမြတ်တာနဲ့ကိုးကွယ်စိမ့်နဲ့ပန်းတပွင့်နဲ့ပူဆော်ရင်တော့ပျော်ရွှင်ရပါလိမ့်မယ်။ရှင်အခုဆော့ဆော့အိတ်လိုက်ပါတော့ ရှင်မနဲ့ဆော်ဆော်နိုးရမှာစူရက်ကအစိတ်တော့ကရောက်နေပါတယ်ဆရလာကလည်းအိပ်ပျော်နေပြီးတော့စူရက်ကတော့မနဲ့ဆော်ဆော်ထပြီးအိမ်ကနေထွက်သွားပါတယ်အခု၄နာရီရှိပြီရှင်အရန်ဆော်ဆော်နိုးလာတာပဲဟုတ်တယ်ကိုဈေးမဖွင့်ခင်ရောက်တင်တယ်လို့ထင်တယ်လူတွေကမနဲ့ဆော်ဆော်ထပြီးလာကြတယ်အဲဒီခါကျတရားရောက်ကမြန်ကိုရဲ့ပစ္စည်းတွေကိုဝယ်မလားလို့ပါဆူယူပါဗကန်ယူပါဗကန်ယူပါ ိုးဆက်ချီမေယာဒီနေ့ဖောက်တဲ့တယောက်ယောက်များလာခဲ့ရင်ကျွန်တော်ရဲ့ဆန္ဒကိုနားထောင်ပေးပါမေယာအိမ်မှာဆရာလာလဲတွေးတွန်းနေမှာပဲဒီနေ့တော့လက်ကြီးဗလာနဲ့အိမ်ကိုမပြန်သွားနိုင်ပါဘူးအမေဆူရက်ကတောင်းတဲ့စုတ်ကိုချပြီးထိုင်နေနဲ့မှောင်သွားပါတယ်ဒါပေမဲ့လူတွေကတော့ဆူရက်ကိုကြည့်ပြီးလှည့်ထွက်သွားကကောင်းမွန်တဲ့ဆိုင်ကနေပဲပစ္စည်းတွေကိုဝယ်ကြတယ်ဒါကဖြစ်ကောင်းဖြစ်နိုင်ပါတယ် ဆင်းရဲတဲ့စူရတ်ရဲ့အဝေးစားတွေကအဆုတ်ပြတ်တာနဲ့ညစ်ပန့်နေတဲ့ဖက်နှက်တွေကြောင့်မလို့လူတွေကသူ့စီကနေဘာမှမဝေးစားတာပါဒီလူဆင်းရဲကဘာတတ်နိုင်မှာလဲဒီလူဆင်းရဲကိုရောဘသူကတနာကျင်တာမှာလဲစူရတ်ကအာရုံသွားပါတယ်စူရတ်ကငိုပြီးတော့သူ့ရဲ့ပြည်စီတွေကိုယူကအိမ်ပြန်သွားခဲ့ပါပြီအင်းရောက်ရင် သူကခလေးတွေကိုဘာပြောရမလဲဆိုတာမသိပါဘူးဆရာလာကစက်ဘူဇော်ပဲအတွက်အစာရှောင်နေတာညနေကျရင်ဘာစားရမလဲ ။အိုးစက်တီမေယာကျွန်တော်တို့ကိုကိုးကွယ်သူတွေအယုံကြည်မှုခုံကိုကဲ့တင်ပါ။အမေအမေဘာမလဲ။ကုညီပါအုံး။ဆူရကစိတ်ဆင်းရဲစွာနဲ့ငိုကြွေးရင်းအိမ်ကိုလျှောက်သွားနေတော့ရုတ်တရက်မူးမေ့သွားတာကြောင့်မလို့အမေပြင်ပေါ်ကိုလဲချသွားပါရဲ့။နာရယန်နာရယန်ဒေဝိစက်တီသားကြီးကအမေရဲ့ဘလို့တကိုးပြတီရလေအမေရဲ့ကိုးကွယ်သူဆူရက်ကမြေပြင်ပေါ်မှာတတိလင့်နေပါပြီ။ အိမ်မှာသူ့ဇနီးနဲ့သားသမီးတွေကအမေနာမည်ကိုရွတ်ဆိုနေကြပြီ သူတို့ကတော့အမေရဲ့အစာရှောင်ခြင်းနဲ့ပူဇော်ခြင်းကသူတို့အိမ်ကိုပျော်ရွှင်ချမ်းမြေ့မှုယူဆောင်လာမယ်လို့ပြောနေကြပါတယ်။အိုးစက်တီမေယာသူတို့ကိုကူညီပေးပါ။နာရတ်မူဒီကျမရဲ့ကိုးကွယ်သူတွေရဲ့ယုံကြည်မှုကိုဘယ်တော့မှရမ်းရမ်းအောင်ခွင့်မပြုပါဘူး။ကျမရဲ့စက်တီမပုံစံကဒီသဘာဝနဲ့ကိုးကွယ်သူတွေရဲ့ကောင်းကျိုးအတွက်ပါ။ ကျချင်းမြတ်တာနဲ့ကိုးကွယ်စိတ်နဲ့ကျမကိုတတိယတဲ့ကိုးကွယ်သူတွေတိုင်းကို ကျမရဲ့ကောင်းစီမင်္ဂလာတွေအမြဲရှိနေမှာပါ။မကြခင်မှာပဲစက်ကြည့်မယားကအဖောင်းအပုံစံဖန်ဆင်းပြီးဆူရက်ရှီကိုခြောက်လာတယ်။ဆူရက်တတိပြန်လာတဲ့အခါတဲအိမ်တလုံးထဲမှာသူ့ကိုသူတွေ့လာရတယ်။အမေအမေကြီးကဘာတူလဲ။ကျွန်တော်ကရောဒီကိုဘယ်လိုရောက်လာတာလဲ။ဒါမင်းလမ်းပေါ်မှာတတိလင်နေတာ။အဲ့ဒါနဲ့အမေကတားကိုတွေ့လို့ဒီကိုခေါ်လာတာ။အမေ ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာခုတော့ကျွန်တော်အိမ်ပြန်ပါပြီအိမ်မာကဆရာလာနဲ့ကလေးတွေကျွန်တော်ကိုစောင့်နေမှာပါအမေကူညီပေးခဲ့တာကိုကျေးဇူးတင်ပါတယ်အဲ့ဒီအတွက်အမေကျွန်တော်စီမဒီဒေါရာနဲ့စုကိုလက်ဆောင်ပေးဖို့ရှိပါတယ်အမေကျွန်တော်ဘက်ကနေပေးတဲ့ဒီဒေါရာနဲ့စုကိုယူပါဦးဒီနေ့ကဆက်မရရဲ့ပူဇော်ပွဲနေ့ပါအမေကလည်းမဲတော်တယောက်လိုပါပဲကာပျော်ရှင်ပါစေဒီလက်ဆောင်ကိုအမေအရန်တံမိုးထားပါတယ် အမေပေးတဲ့ဟာကိုယူပါတာဒီထုတ်ထဲမှာစက်ကြီးမေယာရဲ့ပရဆက်ပူစော်ပြီးအစားအစာတွေရှိတယ်။အဲအရာတွေကိုတင်ထားပါ။အဖောင်းကိုနှုတ်ဆက်ပြီးတဲ့နောက်မှာဆူရက်ကသူ့ရဲ့အင်စီကိုရှောက်လန်းသွားနေပေမဲ့အခုထိတော့ဆူရက်ကစိုးရိမ်ပူပန်နေတော့မှာပဲ။ဒေဝီဆက်တီအမေရဲ့ကောင်းကြီးရပြီးတဲ့နောက်ဆူရက်ကစိုးရိမ်နေရအောင်မလား။သူဒီယောဂါကနေလွတ်မြောက်သွားမှာပါ။နာရတ်မူနီ ကျမရဲ့ကိုယ်ခွေသူတွေကဒလိထုံထအပြည့်စုံနဲ့ကျမရဲ့အစာရှောင်ခြင်းကိုစောင့်ထိန်ကြပါရယ်ဆလာရာကလည်းကျမရဲ့နာမည်နဲ့ဆင်မီပူဇော်ပြီးကိုယ်ခွေခဲ့ပါရယ်ဒါဆိုရင်သူတို့ကိုပူဇော်ပွဲရဲ့အချိုမြိန်နဲ့အချိုကျေးဇူးတွေမပေးဘဲကျမဘလို့နေနိုင်မလဲအိမ်နောက်မှာတော့စက်တီမယားကပြုံးလိုက်ပါရယ်ဆူရက်ရှ်အိမ်ပြန်ရောက်ပြီးတော့ပြောပါရယ်ဟဲ့မင်းဘယ်သွားနေတာလဲငါပူဇော်ပွဲအတွက်အမင်းကိုအကြကြီးစောင့်နေတာ ဒီငွေ900ရူပီးကဒီလောက်ပဲတန်ဖိုးရှိတာမဟုတ်လားအလုံးပေါင်းရင်အိုးနယ်တောင်းကအယမ်းပြောင်နေကြတယ်အဲ့ဒီမျိုးသမီးကဈေးကနေမဝယ်နိုင်ဘူးလို့ပြောခဲ့တာတရရောက်ကကျွန်တော်ရဲ့လိမ့်စာပေးခဲ့တာဆိုတော့အိမ်မှာထားတဲ့ပစ္စည်းအလုံးကိုသူ့ဝယ်သွားတာလားဒါပေမဲ့ဘသူကမှဒီလိုလာမဝယ်ဘူးဘူးပြီးတော့ဒီလောက်ဈေးကြီးတဲ့အများကြီးကိုဝယ်သွားတာအိုးစက်တီမေယာအမေရဲ့ကစားပွဲကထူးကြတယ် ဆူရက်ကသတိမေးလဲကြတာနဲ့အဲ့ဒီဘွားအုပ်နဲ့တွေ့ဆုံခဲ့ရတာကိုဆလာရကိုပြန်ပြောပြပါတယ်။ရုတ်တရက်အဲ့ဒီဘွားအုပ်ကအဆက်ပူဇော်ပွဲရဲ့ပရက်ဆက်ကိုဆူရက်ကိုပေးခဲ့တာကိုသတိရလိုက်တယ်။ဆူရက်ကပရက်ဆက်ထုတ်ကိုဖွင့်လိုက်တာနဲ့ဆူရက်နဲ့ဆရလာနှစ်ယောက်စလုံးကအာအာတင်သွားတယ်။ရွှေတင်းကားရီဟုတ်တယ်ဆလာရာဒါရီကရွှေတင်းကားရီပါ။ဒါဆိုအဲ့ဒီအဖေါ်ကတကယ်ပဲစက်ကြည့်မရလား။အိုးစက်ကြည့်မရအမေကိုခုံပြူပါတယ်။ ကျွန်တော်အမေကိုမမှတ်မိခဲ့ဘူးအမေကျွန်တော်အသက်ကိုကယ်ခဲ့တယ်ကျွန်တော်ကိုလက်ဆောင်လေးနဲ့ဒီလောက်အများကြီးပေးခဲ့တာအမေကျွန်တော်အိတ်ကိုပျော်ရွှင်မှုတွေနဲ့ပြည့်စည်ခဲ့တယ်ပြီးတော့ကျွန်တော်တို့အိမ်ကိုလာခဲ့တဲ့သူကလည်းစက်တီမေယာလားနားချောင်ပါစက်တီမေယာကပဲကျမတို့ရဲ့ဘော့ကိုပျော်ရွှင်မှုတွေယူဆောင်လာခဲ့တာပါဆယ်လာရာကစက်တီမေယာကိုဥညွတ်ပြီးတော့သူ့ရဲ့အစားရှောင်ခြင်းနဲ့ပူဇော်ပွဲကိုပြီးဆုံးစေပါတယ် ။ကလေးတွေကလည်းအရန်ပျော်နေကြတယ်။စတိမေယာကိုဂုဏ်ပြုပါတယ်။ဒီနေ့အမေရဲ့အောင်းဘွယ်ကစားဘွယ်ကိုမြင်ရတာကျွန်တော်နှလုံးသားလေးဝမ်းမြောက်မှုတွေနဲ့ပြည့်သွားတယ်။မှန်ပါတယ်။စက်ဘူဇော်ဘဲကိုပြုတ်လို့တဲ့ဘသူကိုမဆိုဒုက္ခအလုံးကိုအမေကဖယ်ရှားပေးတယ်။အမေရဲ့အစားရှောင်ခြင်းကသားသမီးမရတဲ့သူတွေကိုသားသမီးပေးတယ်။စင်ရဲသားတွေကိုဥစ္စာဒနာပေးပြီးလူမမာတွေကိုကျန်းမာခြင်းပေးပါတယ်။ဘသူမဆိုစိတ်မှန်တဲ့ခံစားချက်နဲ့ စက်ပူစော်ဘဲကိုအစာရှောင်ပြီးကိုယ်ွယ်ရင်ပျော်ရွှင်မှုနဲ့စီးစိမ်ချမ်းသာတွေကသူ့ရဲ့အိမ်မှာအမြဲတည်ရှိနေပါတယ်ဟုတ်ကဲ့ပါရှင်ဇလန်လေးကိုကြားနေသက်တဲ့ဆိုရင်တော့ channel လေးကို like and subscribe လေးနှိပ်ပေးခဲ့ကြပါအောင်နော်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်